အလုံးမဲ့မင်္ဂလာပါဒီနေ့ဧပြီလ30ရက်နေ့မှာတော့ပဲခူးတိုင်းမင်းလာမြို့နဲ့ပဲခူးရုံးမမှာအင်အား80နဲ့စက္ကဆာဆိုလို့ရှိရင်စစ်ကြောင်းထိုးလာတယ်ထိုးလာတဲ့အခါကျတော့ဒီဖက်ကနေပြီးတော့ဝမ်ပတ်ပိတ်ဆိုးပြီးတော့တမလိုက်တာနော်အယောက်ပေါင်း30ပြိမမသားဖြစ်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်မျိုးစားတွေတော်တော်ကောင်းတယ်အဲ့ဒီမှာတော်တော်ကိုမလာတရက်တရက်မှာနေတော့မဟုတ်သေးတာဆိုတော့အယောက်80မှာ30ကျော်သေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့30ကျော်ပဲကျန်တယ်နော်30ကျော်30ကျော်80ပေါ့ နေပြည်တော်မှာဆိုလို့ရှိရင်တော့ဒီမင်္ဂလင်လှုပ်ပြီးတော့ဒီမျိုးနေတွေတော်တော်ပြည့်စုံဖို့ပဲဆုံချုံမှုတွေရှိတယ်။ဒါပေမဲ့ဒီနေ့သတင်းကောင်းတစ်ခုရှိတယ်အဲ့ဒီမှာနော်တကယ့်နေပြည်တော်တွေပြည့်စုံမှုတွေအများကြီးထဲမှာနော်အများကြီးထဲမှာအဲ့ဒီမှာနေပြည်တော်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြို့နေပေါင်း10မြို့နေ ရှိတယ်။နော်10မြို့နေမှာ4မြို့နေက DPDF တွေကစိတ်ဝင်နေတယ်။စိတ်ဝင်နေပြီးတော့အဲ့ဒီမှာ PDF တွေကစုံမထားတယ်။နော်4မြို့မှာနော်4မြို့နေမှာစုံမထားပြီးပြီ။ဆိုတော့ ရှင်းမြုပ်နေမှာ၄မျိုးပဲကြံတော့တယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရတဲ့ခါကျတော့ဟာမြေပြည်တော်မှာတော့အကုန်လုံးရောက်နေပြီเนาะကျွန်တော်တို့တော်လိုင်းရဲ့အဖွဲ့တွေရောက်နေပြီဘယ်နေ့သူတို့ကိုထပြီးတော့ဆောမလဲဆိုတဲ့ဟာကိုပဲကျွန်တော်တို့စောင့်နေတော့တယ်အတိတ်ကတော့ရှင်းမြုပ်နေမှာ လေးမျိုးနဲ့တဝက်ကို PDF တွေစုံမထားပြီနော်အဲ့ဒီမှာ PDF တွေအများကြီးစိတ်ဝင်နေပြီသူတို့လွတ်လပ်လပ်လပ်သနတ်တွေနဲ့သွားနေတယ်ဟောတစ်ခါကကျွန်တော်တို့ကြားမိလိမ့်မယ်ဒီနေပြည်တော်နဲ့အနည်းဆုံးမှဘုံမှုတွေကိုနေပြီးတော့လိုက်ဖမ်းလာအောင်လိုက်ဖမ်းလာဆိုတော့အဲ့ဒါကိုချစ်ချင်းအဖြစ်ကျွန်တော်တို့သိနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒုက္ခချုပ်စိုးဝင်းကပါပြောလို့ဆိုလို့ရှိရင် PDF တွေကတော်တော်ကိုအင်အားကြီးလာတယ်နော်အင်အားကြီးလာတယ်နော်အဲ့ဒါကြောင့်သူတို့ကိုတိုက်တဲ့အခါမှာရွတ်ရွတ်ချွတ်ချွတ်ချိန်မှုဖို့တိုက်ခိုက်ကြဖို့ နော်သူပြောတာကိုလည်းတွေ့ရတယ်ဆိုတော့ဒီနေ့ထွက်လာတဲ့ဒီသတိအချက်အလက်တွေရကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ခုနကဒုက္ခချုပ်ကိုတိုင်းကဒီ PDF တွေကတော်တော်စုံမလာတယ်ဒါတော့အခုငင်းချမ်းရဲ့ပေါ်ဆောင်ရဲ့ဒီဥက္ကဋ္ဌစက္ကစဖက်ကသူလည်းပြောတယ်နော်အရင်တုန်းကဒီ PDF တွေနဲ့လုံးဝဆွေးနွေးစရာမရှိဘူးသူတို့ကလုံးဝအဖို့မလုပ်ဘူးစသဖြင့်နော်သူတို့ကကျန်းဖက်ကျန်းဖက်ဖြစ်တဲ့တဲ့ကြောင့်သူတို့ကဘတော့မှငါတို့က ဆွေးနွေးစရာအကြောင်းရှိဖို့ပြောတယ်နော်ပြောတယ်အခုက PDF တွေကနော်တော်တော်ကိုအင်အားကြီးလာတယ်အဲ့ဒါကိုဒုချုပ်ကိုယ်တိုင်ကဝန်ခံတယ်လို့နော်အခုညင်းချရဲ့ပေါ်ဆောင်ရဲ့ကော်မတီကဥက္ထဒီစက္ကဆရဲ့ဒီအဖွဲ့ဝင်တွေပေါ့နော်ဆိုတော့သူကိုယ်တိုင်ကလည်းပြောပြီးခုနောပြောပြီးအဲ့ဒါကဒီလိုပြောတယ်ဆိုတာမအလကိုယ်တိုင်ကနေလာတာနေပြတော့ direct တော့မဟုတ်ဘူး indirect အနေနဲ့ပြောတာ PDF တွေကိုနော်ဆွေးနွေးဖို့လမ်းစာတွေဖွင့်ပေးနေတယ်ဘေးနေရာမစိုး เนาะဖွင့်ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီလိုဖွင့်ပေးတယ်လို့ပြောတဲ့ခါမှာအောက်မှာ comment တွေအကုန်ရေးကြတယ်ရေးကြတဲ့ခါမှာစိတ်ဝင်စားစရာကောင်းတာကတို့ကအာဂျင်တီးနီးယားမှာခေါ်လို့ရှိရင်လာပါမလားအဲအဲ့လိုမျိုးဩကနေပြီးတော့ comment တွေပေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အာဂျင်တီးနီးယားတော့ဘေးသွားရဲမလဲအာဂျင်တီးနီးယားမှာသူတို့ကိုနေပြီးတော့ parent ထုတ်ထားတာဖြစ်တယ်သူတို့ပြောတာကဘေးနေရာမဆိုသူတို့ ਨੇ တွေးဖို့အဆင်ပြေဖြစ်တယ်ဆိုတဲ့ဟာကိုပြောထားတာတွေ့ရတယ်ဆိုတော့ဒီတည်င်းကတော့တကစ်တည်င်းကြီးဖြစ်တယ်တည်င်းကောင်းဖြစ်တယ် PDF တွေမြို့နေပေါင်း၄ခုမှစိတ်ဝင်နေပြီး ဆိုတော့အဲ့ဒီနေရာကိုလည်းစုမှုထားတယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာနောက်ခုသုံးခုမှာကျွန်တော်တို့ဖော်ပြထားတာတွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့တော့ကို ကောင်းတဲ့သတင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီဘော်မျိုးနေအတွင်းမှာဆိုလို့ရှိရင်ဒီ SSPP နဲ့ SSA နဲ့နော် DTNLA နဲ့နေပြီးတော့ပြဿနာဖြစ်တယ်နော်ပြဿနာဖြစ်တယ်အဲ့ဒီဖြစ်ရချင်းရအဓိကအကြောင်းရင်းကကျွန်တော်တို့ဒီဘော်မျိုးနေ DTNLA ရဲ့ထိန်းချုပ်နေမြေမှာဖြစ်တယ် ဆိုတော့ MND ကသွားပြီးတော့နေမြေကျူးကျော်မှုတွေလုပ်တယ်အဲ့ဒီမှာနော်အဲ့ဒီမှာ invade လုပ်တယ်အဲ့ဒီကတော့ရုရှားတို့ဒီ Ukraine ကို invade လုပ်တယ်လို့တရုတ်ကမြန်မာနိုင်ငံကို invade လုပ်တယ်လို့ဒီနေမြေစိုးမိုးမှုတွေနော်ကျွန်တော်တို့လာပြီးတော့ကျူးကျော်တယ်နော်ကျူးကျော်တဲ့အခါကျတော့အဲ့ဒီနေမြေခံဖြစ်တဲ့ SSPP နဲ့နေပြီးတော့တိုက်ပွဲတွေဖြစ်တယ်အဲ့ဒီမှာ SSPP ကတော့တရားပဲရှိတယ်လို့ပြောတယ်နော်အဲ့ဒါကိုနေပြီးတော့ဒီဖက် MND ကအင်အားအလုံးရင်းနဲ့နေရာနဲ့ထိုးစစ်ဆင်ပြီးတော့အဲ့ဒီမှာအဲ့ပေါ်ရပြင်းခံရတယ်เนาะအဲ့ဒီနေရာတွေကကျွန်တော်တို့ဒီကြောင်းမဲရဲ့စင်ကြော့စခန်းအနီးမှာတို့ကဟန်နာ စကန်နာမှာဖြစ်တယ်ဆိုတော့အခါကျတော့ဒါကိုချစ်ချင်အပြင်เนาะ TNL နဲ့ MNDR ဆိုလို့ရှိရင်ဒီဖက်ကတော်လင်ရဲ့အဖွဲ့တွေကိုစကားစားနဲ့ပေါင်းယူတာမကားလို့တရုတ်နဲ့ပေါင်းယူတာမကားလို့ဒီဖက်ကတော်လင်ရဲ့အဖွဲ့တွေကိုနေပြီးတော့တိုက်ခိုက်တာကိုတွေ့ရတယ်ဒီနေရာမှာတော်လင်ရဲ့အဖွဲ့ထက်မှာတော့ဒီ SSPP နဲ့ SSA ကလုံးဝပေါင်းယူတာမရှိဘူးစကားစားကိုလုံးဝတိုက်တာမရှိဘူးဒါပေမဲ့အဲ့ဒီနေရာတွေမှာသူတို့နားလည်မှုနဲ့တစ်ဖက်တစ်လမ်းကပေါင်းဝင်တာတော့ရှိကောင်းရှိနိုင်တယ် ဒါပေမဲ့ SSPP SSA ဆိုတော့သူတို့ကတော့ long war sakasa နဲ့တိုက်တာမရှိဘူးဆိုတော့အခု MND နဲ့ကြတော့သူတို့တိုက်တယ်ဆိုတော့အချင်းချင်းပဲတိုက်ကြတယ်နော်အဲ့လိုမျိုးဖြစ်နေအစားသူတို့တပေါင်းနဲ့ဖြစ်ပြီးတော့ sakasa ကိုတိုက်မယ်ဆိုရင်ဘလောက်ကောင်းလဲဆိုတဲ့ဟာတော့ကျွန်တော်တို့ဒီယတနာကိုကြည့်ချင်ပြကျွန်တော်တို့သင်ခန်းစာယူဖို့ကောင်းတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘမော် ဘမောကိုမလာကြော်ပြီနော်ကေရရင်နဲ့ပူပုံဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာဝင်တိုက်တယ်ဆိုတော့အဲ့ဒီမျိုးကဒီဘောမှာတော်တော်များတယ်ပြီးလို့ရှိရင်ကရုရှားကနေပညာထောက်ခုရှိတယ်အဲ့ဒီမှာခြေစားသမားတွေပါဝင်နေဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ဒီကလေးလှုပ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကပြစ်ခတ်ရစီတယ်နဲ့17ရက်နော်အဲ့ဒီ KI ကအဲ့ဒီအတွဲမှာကျွန်တော်တို့တိုက်ပွဲတွေတော့ဖြစ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပြီးပြီးတဲ့ရစီတာနဲ့အခုဘောမော်မျိုးကိုစကခ27အပါအဝင်စခန်းအလုံးကိုတပြိုင်တည်းဝင်ကျုံလား တဲ့ခါကျတော့နော်စကခ27ကအဲ့ဒီမှာနော်တိုင်းရင်မို့ကိုတဲ့ဖမ်းခံရတယ်ဆိုတဲ့တည်နေတက်လာတယ်နော်အဲ့ဒီမှာအရှင်ဖမ်းမိတာတရားကျော်ဖမ်းမိတယ်အဲ့ဒီမှာနော်လက်နဲ့ချတဲ့လူတွေလည်းအများကြီးရှိတယ်အဲ့ဒီမှာဆိုတော့ခုနကအရှင်ဖမ်းမိတဲ့ဟာလက်နဲ့ချအညံ့ခံတာအဲ့ဒီတိုင်းရင်မို့ကိုနိုင်ပါတယ်အဲ့ဒီထင်မှာဆိုတော့အခုဒီတက်သူเจ้าမှာရှိတဲ့နော်အထကအထကเจ้าမှာနေအထကတော့မှတက်ဆွဲထားတဲ့ဒီစကဆစခန်းကိုလေတင်လိုက်ပြီဒီနေ့နော်ဒီနေ့ဆိုတော့အဲ့ဒီမှာမြို့ထက်မှာတကယ်တက်ဖို့လေကြည်ကြည်ဖြစ်တဲ့ခါကျတော့ဒီရိယာဒနာဈေးကြီးကနေပြီးတော့မီးလောင်တယ် အခုဒီပုံပေါ်မှာဆိုတော့ဒီပုံပေါ်တိုက်ပွဲကလည်း9လကြာပြီဒါဒီတစ်ခေါက်တော့ဒီ line ကတော့နောက်ဆုံးလေးဖြစ်နေမယ်ဆိုတော့စက္ကခ27တောင်မှတော့ကြဖို့အချိန်ရောက်နေပြီဟိုကင်းတောင်မှရောက်ပြီဆိုပြီးမှတချို့အစီအတဲ့ဗိုလ်ကြီးတွေကပြောထားတာကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့စက္ကခ27ကတော့လုံးဝအချိန်မကောင်းတော့ဘူးအဲ့ဒီမှာဖမ်းမိနေလို့လည်းအများကြီးရှိတယ်ဒါတော့မှဒီ KIA ရဲ့တည်င်းတွေကတောင်းတောင်းပေါက်ချတာမရှိတဲ့အခါကျတော့တော်တော်ကို ဒီတည်င်းတွေရဖို့အမှန်ရဖို့တော့ခက်ခဲတယ်ဒီလိုသူတို့ထုတ်ပြန်မှာပဲဆိုတော့သူတို့ထုတ်ပြန်တယ်ဆိုလို့ရှိရင်လည်းအနည်းအကျဉ်းလောက်ပဲထုတ်ပြန်တယ်နော်ဆိုတော့ကျွန်တော်တို့အသေးစိတ်ကိုကျွန်တော်တို့မသိရဘူးထူးခြားချက်ကတော့ကချင်မှာတိုက်ပွဲတွေဖြစ်တိုင်းဖြစ်တိုင်းဒီစစ်တုံးပိုင်းတွေတိတ်အများကြီးမရှိဘူးသူတို့ကရတာနဲ့ရှင်းတာပဲနော်ဘယ်လိုလဲဆိုတော့ဒီရန်သူကိုရန်သူလိုပဲသူတို့ကဆက်ဆံတယ်ဆိုတဲ့ခါကျတော့ဒီတည်င်းကလည်းတော်တော်ကိုလူမှုကော်ရက်ပေါ်မှာတည်င်းမီဒီယာတို့မှာ တကယ့်နေရာယူထားတဲ့တည်တင်းတဲ့ပုံအနေနဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီစကိုင်းတိုင်းစကိုင်းမြို့နဲ့ဒီတက်ဆိုနော်စစ်တက်ကဆိုအဝင်းတွဲမှာဆိုလို့ရှိရင်သူတို့ဆက်ချစ်ကောက်တယ်နော်ဆက်ချစ်ကောက်တယ်ဆိုတော့အဲ့ဒီဆက်ချစ်ကောက်တဲ့ဟာကိုဒီဖက်ကနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဆိုတော့ဒီနေရာမှာသုံးထားတဲ့စကားလုံးကဒီစကိုင်းတိုင်းစကိုင်းမြို့နဲ့စစ်တက်ကဆိုအတွင်းမှာလို့ပြောထားတယ်ဆိုတော့စစ်တက်ကဆိုအတွင်းမှာရှိတဲ့ဒီဆက်ချစ်ကောက်နေတဲ့ဒီဆက်ကဆက်ကိုဝင်လို့တိုက်နေတယ်ဆိုတာနေ့လည်းစိတ်နေမှာမဟုတ်တော့ဘူးနော်အဲ့ဒီမြို့ထဲမှာဆိုတော့ အဲ့ဒီမှာ၁၀ရောက်ပြေသွားတယ်နော်စက္ကဆာရောက်ပေါင်း၁၀ရောက်ပြေသွားတယ်အဲ့ဒီမှာဆိုတော့တရက်တက်ကိုသေးတဲ့မသားတွေကလည်းနေရမဟုတ်ဘူးစက္ကဆာမှာဆိုတော့ဖမ်းမိတဲ့ဒီဗီဒီယို final လည်းအများကြီးရှိတယ်နော်အများကြီးရှိတယ်ဒီအခုဖမ်းထားတာဟိုဖက်မှာဒီချင်းဖက်မှာလည်းဖမ်းထားတာရှိတယ်ဒီဖက်မှာလည်းကရင်ဖက်မှာလည်းဖမ်းထားတာရှိတယ်ဒီဖက်မှာ AA ဖက်မှာလည်းဒေတာအတုံးယုံပဲပြီးလို့ရှိရင်တော့ပုံပေါ်မှာဖမ်းထားတာရှိတယ်နေတာမဟုတ်ဘူးဖမ်းထားတာလည်းနေတာမဟုတ်သေးတာလည်းနေတာမဟုတ်တရက်တရက်ကိုဒါလည်းမမှတ်သေးဘူးနော်အဲ့ဒီမားလောက်ကို ပေါ်မှာတဲ့ဒီစက္ကဆရဲ့လူတွေတော်တော်အောင်ဖို့ကောင်းတယ်နော်အောင်ဖို့ကောင်းတယ်ဒီနေ့တစ်ချက်မှနေလို့မယ်ဆိုတော့တော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကမွန်ပြင်းနေမွန်လမြိုင်မြို့မှာဆိုလို့ရှိရင်အင်ချေပေါင်း600ကောင်နေမျိုးဖြစ်စီလိုက်တယ်နော်ဖြစ်စီလိုက်ပြီးတော့အဲ့ဒီမှာရတနာမြို့ကွက်တစ်ကိုစီစီမံကိန်းကိုလုပ်တယ်အဲ့ဒီမှာဒီ account ဖော်ဖို့လုပ်တာပေါ့အဲ့ဒီမှာတကယ်အဲ့ဒီမှာ share ဝင်တဲ့ဟာကမွန်ပြင်းရဲ့ဝင်ကြီးချုပ်ရဲ့နေလုံဝင်ကြီးတို့ရဲ့သူတို့က share เนาะအများစုပါဝင်နေဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဘက်တော့ဒီစက္ကဆရဲ့ဒီပိုတွေကပိုချုပ်တွေကတော်တော်ချမ်းသာတယ်နောက်ရှယ်ယာဝင်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်တနည်းတရားဒိုဝေခရင်မှာဆိုလို့ရှိရင်လည်းဒီရေဖြူမြို့နေပေါ့ရေဖြူမြို့နေမှာဆိုလို့ရှိရင်ဘူတလင်အဲ့ဒီဘူတလင်ဒေတာမှာနေရစတိုက်သူတို့တိုက်ပွဲဖြစ်တယ်ဆိုတော့ရှေ့ဥသေးတယ်အဲ့ဒီမှာလည်းမတင်ရကြောင်မှာဆိုလို့ရှိရင်နေရတိုက်ပွဲဖြစ်တယ်ရှေ့ဥသေးတယ်အဲ့ဒီမှာလည်းနော်ဆိုတော့စက္ကဆတရက်တရက်ကိုသေးတဲ့အသေးကလည်းမနေဘူးနောက်တစ်ခုကဒီပုဂိုးတိုင်းဒီပုဂိုးတိုင်းတောင်ငုံနေမြို့နေမှာဆိုလို့ရှိရင်တော့ဒီတောင်ပိုင်းတိုက်စစ်ဌာနချုပ်လို့ခေါ်တဲ့ နော်တပခနတပခဒီစိတ်တိုင်းဌာနချက်ကိုနေပြီးတော့ဒီဖက်ကတရားခုံမမရှစ်လုံးကျွေးလိုက်တယ်နော်ကျွေးလိုက်တယ်ဆိုတော့အသေးအပြောက်အပြည့်အစည်ကိုတော့သူတို့ထုတ်ပြန်တာမတွေ့ရသေးဘူးဒါပေမဲ့အဲ့ဒီမှာတရားခုံမမ short title အလုံးရှစ်လုံးပွားပြီးတော့အလေသွားတယ်ဆိုတာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာလိုက်လိုက်ဖော်ပြထားတဲ့ဟာတွေလေကျွန်တော်တို့ video finish ရှိတယ်နော် video finish ရှိတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ champion နေဒီနှုံချိုတောင်ခမ်းမှာဆိုလို့ရှိရင်တော့ဒီစက္ကဆက်ရဲ့စခန်းအဲ့ဒီမှာ900နဲ့2စခန်းနော်အဲ့ဒီ900နဲ့2စခန်းမှာ ော်အဲ့ဒီမှာတက်ကွက်တဲ့အခြေချင်းဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ကမနိုင်လို့ရှိရင်ဘာလုပ်လဲစိတ်ဝင်ပုံနေလို့တော့အခြေချင်းခြေချတယ်အဲ့ဒီမှာဆက်တလုံးခြေချတယ်ဒီမှာ120မမ26လုံးကိုလေဂျဲတယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဒီတောင်ခန်းကလည်းတော်တော်ချားပြီးတော့အဲ့ဒီမှာ TNA လေးနဲ့အဖွဲ့တွေနဲ့ဆော့တာတခါမှမရဘူးဆိုတော့ TNA လေးကတော်တော်ဒီပေါ်မှာရက်ွက်မှာတော့တော်တော် TNA လေးအကြအဆုံးတော်တော်များတယ်နောင်ချူအထိဆုပ်ပေးလိုက်ရဖို့အခြေအနေတွေတွေ့နေရတယ်ဆိုတဲ့ဟာကိုလေ ျွန်တော်တို့ဒီဘောမှာရက်ွက်မှာတော့တော်တော်ကိုကြော်စောတဲ့တည်င်းနဲ့ဖြစ်နေတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်တဲ့ရက်ပေါင်းတရာပြည့်ပြီအဲ့ဒီမှာနေပြီးတော့သူ့ရဲ့အောင်မြင်မှုတွေအများကြီးအဲ့ဒီမှာဖော်ပြထားတာတွေ့ရတယ်အဲ့ဒီမှာကျွန်တော်တို့ ဒီ highlight တစ်ခုအနေနဲ့ပေါ့ပြချင်တာကပါလဲဆိုလို့ရှိရင်အဲ့ဒီရက်တရားပြည့်မှာဆိုလို့ရှိရင်တော့ဒီမြန်မာနိုင်ငံရဲ့တခြားနိုင်ငံရဲ့နိုင်ငံကဘောင်းမျိုးစုံကပေါ့နော်သူတို့ဒီအမေရိကန်မှာလာပြီးတော့ခိုးလုံကြတယ်နော်ခိုးလုံတဲ့လူတွေထဲမှာနော်ရာစွဲသားတွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီမှာတရားဖမ်းလို့ရတယ်နော်တရားဖမ်းလို့ရတယ်အဲ့ဒီမှာမြန်မာနိုင်ငံက၃ရောက်ပါတယ်နော်၃ရောက်ပါတယ်ပါတဲ့ထဲမှာဒီအမှုတွေကနော်တော်တော်ကိုကြီးတယ်အခုတင်မြင့်ဆိုတဲ့လူက၁၂နှစ်ကြာတယ်ထောင်းတာနော်၁၂နှစ်ကြာတယ်ဆိုတော့သူကတော့လင်ပိုင်းဆိုင်ရာမှာတကယ်အကြီးစား ငါကြီးစားလိမ့်ပိုင်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ထောက်ကြတာဖြစ်တဲ့စနစ်နဲ့ဆိုတော့သူတို့ပြန်ပို့မယ်ဆိုတော့နောက်တစ်ခုကဒီအခုထန်လျင်ခက်နော်ထန်လျင်ကက်ဆိုတဲ့လူကလည်းဒါတော့ဒီစကားဒီစာလုံးကိုကြားချက်အပြည့်ကျွန်တော်တို့ချင်းလိုမျိုးဖြစ်လိမ့်မယ်ထင်တယ်ထန်ဆိုတော့เนาะကျွန်တော်တို့အတိအချာမသိဘူးဒါပေမဲ့ထန်ပါတော့ထန်လျင်ကက်ဆိုတော့เนาะကျွန်တော်တို့ချင်းလိုမျိုးတွေရဲ့နာမည်လိုပဲဆိုတော့သူလည်း၁၀နှစ်ထောင်နဲ့၁၀နှစ်ကြာတယ်အဲ့ဒါလည်းမသိမှုပဲ နော်ဆိုတော့နောက်တစ်ယောက်ရှိသေးတယ်ဆမ်ယံလုံစင်းဆိုတဲ့လူလည်းဒီလိုပဲနော်ဆမ်ယံလုံစင်းဆိုတဲ့လူလည်းနားထောင်လို့ရှိရင်တော့အာကျွန်တော်တို့ချင်းလိုမျိုးပဲဖြစ်လိမ့်မယ်လို့ထင်တယ်နော်ကျွန်တော်ရဲ့ခမ်းမချက်ကိုပြောပြတာနော်ဒီစာလုံးတွေကဒီနာမည်တွေကတို့တို့စီမှာရှိလက်ရှိထားရှိတဲ့နာမည်တွေဖြစ်တယ်ဆိုတော့တင်မြင့်ကတော့ဘာမှလိုမျိုးဖြစ်လိမ့်မယ်ထင်တယ် ဆိုတော့ကျွန်တော်ရခံမှချက်ပေါ့ဆိုတော့ခုနကဒီလို၃ယောက်စလုံးကတယောက်က7နဲ့တယောက်က10နဲ့အခုနောက်ဆုံးတယောက်က9နဲ့ထောင်းတန်းချမှတ်ထားတဲ့ပြည်မှုနဲ့ချက်ခံရတဲ့လူတွေဖြစ်တယ်ဆိုတော့အဲ့ဒီလူကိုမြန်မာနိုင်ငံပြန်ပို့မယ်ဆိုတော့မလာတော်တော်ပြောပြီးပေါ့နော်အဲ့ဒီလူတွေကိုစောင့်ကြည့်နေတယ်လို့မလာကဆိုတော့နော်အဲ့ဒီလူ၃ယောက်ကကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့အမေရိကကိုခိုးလုံတယ်ခိုးလုံလာမကတော့အဲ့ဒီမှာကောင်းလဲမနေကြဘူးနော်အဲ့ဒီမှာဒီမုံနဲ့တွေ့ကြည့်ပဲခုန၃ယောက်စလုံးကမတိမ့်မုံနဲ့ပဲနော်အဲ့ဒီမှာလင်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ဖန်ခါရတာဆိုတော့ အဲ့ဒီတော့ရုပ်ပန်းပြန်ပို့မယ်ဆိုတဲ့ဟာကိုဒေါ်နယ်ထရန့်ကတက်ပုံနဲ့တကွဒီဖြူတော်ရဲ့အရှိမနေပြီးတော့ခြားထားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာမှာတွေ့ရတယ်။နောက်တစ်ခုကနေပြီးတော့နေပြီးတော့မှအဆောက်အဦတွေတော်တော်ပြည့်စည်တယ်ပြည့်စည်တဲ့ဟာကိုအရင်တော့က company ဘောင်းခုနှစ်ခုကနေပြီးတော့အဲ့ဒီမှာဆောက်လုပ်ကြတယ်ဆိုတော့အဲ့ဒီသမ္မတအင်တော်တို့နောက်တစ်ခုကဒီ6အင်တန်းတို့လွတ်တော်အဆောင်တို့စသည်ဖြင့်စသည်ဖြင့်ဒီဆောက်အဦတွေကိုဆောက်ပေးတဲ့ company ခုနှစ်ခုကနေပြီးတော့မလာကတရားဝင်ခေါ်တယ်နော်တရားဝင်ခေါ်တယ်ဆိုတော့တချို့လူတွေကတော့ လောကတွေ့မခံတော့ဖက်ပြေးကုန်တယ်နော်အဲ့ရှောင်ပြေးသွားတယ်ဆိုတဲ့ဟာတွေ့ရတယ်တချို့ကတော့သွားတွေ့တယ်ဆိုတော့မလာတော့တရားဝင်ခေါ်ဖိတ်တယ်လာလို့မင်းတို့လက်ရမင်းတို့ပြန်ဆောက်ပါအဲ့ဒိတ်ပြရတော့နော်မင်းတို့ကောင်းလည်းမဆောက်ပြေးလို့စသည်ဖြင့်နော်အဲ့လိုမျိုးသူတို့ပြန်ခေါ်တယ်တချို့ကတော့ထွက်ပြေးကြတယ်ရှောင်တင်းကြတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ April လ30ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါက်ကိုနေပေးချပါပဲကျွန်တော်ဒီ